အားလုံးပဲမင်္ဂလာပါဗျဒီနေ့က2025အော်တိုဘာလ22ရက်နေ့ဖြစ်ပါတယ်နော်ကျွန်တော်ကိုအမြဲတမ်းအားပေးနေတဲ့ခရီးရန်တယောက်ရှိတယ်ကိုထူးတဲ့သူကတော့အကောင့်စစ်နေလာတာဒါပေမဲ့သူဘာမှကျွန်တော်ကိုပြန်ပြီးပြောနိုင်ရုံထုံစံတော့မရှိဘူးကျွန်တော်ရဲ့ဗီဒီယိုဖိုင်တွေကို ခရီးရန်ကောင်လေးဘာသာရေးတွေပြောတဲ့ခရီးရန်ကောင်လေးမျက်မှန်လေးနဲ့ကောင်လေးရနေပြီးတော့ပြန်ပြီးတော့ဖြည့်ရှင်းထားတဲ့ဗီဒီယိုဖိုင်တွေကျွန်တော်လာပြ ကျွန်တော်အဲ့ဝင်ကြည့်ပါတယ်။ဝမ်းတာတယ်။ဘာကြောင့်ဝမ်းတာလဲလို့မေးလို့ရှိရင်ကျွန်တော်လိုချင်တာကဒါပဲ။ကလေးတွေကအတွေးခေါ်တွေရှိလာမယ်။ခေါင်းတွေကိုပွင့်လင်းလာမယ်။ဆိုတော့တစ်ချိန်လုံးဘာသာရေးနဲ့ခေါင်းတွေက brain wash လုပ်ခံတာဟာအရှင်းချင်းရိုင်းရိုင်းလေးပြောလို့ရှိရင်တက္ကလောကလုံးကဘာသာရေးမရင်းအကျင့်ခံတာဟာနိုင်ငံရေးမရင်းအကျင့်ခံတာတဲ့ခေါင်းတွေအဲ့တော့ကိုယ့်ဘာသာမှန်ကန်ကြောင် ့ယူဝါဒတွေမှန်ကန်ကြောင်း brain နေနဲ့ဖွင့်ပြီးပြောရမှာဒါမှန်ဒီကလေးမှာမပွင့်လင်းသေးဘူးပေါ့နော်အစ္စလမ်ဘာသာအကောင့်လေးတယောက်ကသူ့မှာအလားရှိကြောင်းပြောသွားတာစကားလေးရငင်ငင်တက်တက်ရင်ရင်ကြီးကြီးစကားအေးအေးလေးနဲ့ပြောသွားတာဆိုတော့ပညာသားတွေပါတယ်အကျွန်တော်လူကျင်တာအဲ့ဒါတွေကိုလူကျင်တာဆိုတော့အတိတ်ပဲမဲပညာမဲအောက်တန်းသားစကားတွေပြောနေတဲ့ခက်ကြီးတစ်ခက်ကိုပြောင်းလဲပြစ်ချင်တယ်ဆိုရှယ်မီဒီယာမှာမကျင်တဲ့ဘူးဆိုဝိုင်းပလိန်ဝိုင်းဆဲအာတခါတည်းအာဝိုင်းအုံအုံနဲ့ကျင်းတဲ့ဝိုင်းပြီးတော့ ဟိုခွေးနာလောက်ကြိုက်တယ်လို့အုံနဲ့ကျင်းနေဖြစ်နေတဲ့လောကကြီးတစ်ခုကျွန်တော်ဆက်ဆုပ်ယုံရှာတယ်။ဒါကြောင့်မလို့အတွေးခေါ်တွေအယူဆတွေကိုလူငယ်တွေပြောရမယ်။ဘာသာတရားနဲ့ပဲဖြစ်ဖြစ်ယုံကြည်မှုကိုပဲဖြစ်ဖြစ် brain wash လုပ်ထားတဲ့အလုပ်ခံထားတဲ့အရာတွေကိုပုံပွင့်လင်းလင်းပြောရတဲ့တတိတွေရှိရမယ်။ယုံကြည်မှုကိုခိုင်မာတဲ့အကြောင်းပြချက်တွေနဲ့ပညာတွေနဲ့အကြောင်းပြရနိုင်ရမယ်။အထိပ္ပယ်မဲ့အကြောင်းပြချက်တွေမရှိဘူး။ Islam ဒီအောင်ခုန မွတ်စလင်ကလေးပြောသွားတဲ့စကားဟုတ်ပဲအရင်ပြောပြမယ်နော်အလာရှိတဲ့အကြောင်းကိုသူတို့ကိုရန်ကျမ်းထဲမှာဒီယောက်ျားနဲ့မိန်းမအဖိုးမဆက်ဆံပြီးတဲ့အခါမှာအလာကအလွှာသုံးလွှာနဲ့ဘလို့ထိန်းချုပ်တဲ့ဘာညာပေါ့နော်အဲဒါသူကရှင်းပြသွားတာအဲ့ဒီအတွက်ကျွန်တော်တို့မျက်လုံးတွေကဘလို့အုံနောက်တွေကဘလို့အဲ့ဒီအတွက်အလောက်ကိုဘလို့မြင်နိုင်မလဲဆိုတဲ့ဇကားကြီးပညာသာပါပါပြောသွားတာအဲ့ဒါမျိုးကိုကျွန်တော်ကသဘောကျတယ်ရေးချိတာခေါင်းတွေကပညာနဲ့အလုံးလို့ကသူ့ကိုနောက်ထပ်ဗုဒ္ဓဘာသာဘက်ကဖြည့်ရှင်းမလား ခရိယံဘက်ကဖြည့်ရှင်းမလားကြိုက်သလိုဖြည့်ရှင်းသူတို့ကိုယ်တိုင်ကြမ်းတဲ့တာတယ်ဆိုတော့ပြနိုင်တယ်ပုံကိုယ်တွေကလည်းပညာနဲ့ပဲဖြည့်ရှင်းရမယ်အော်ဝိုင်းဘလိန်ပြီးတော့ဘာဖြစ်တယ်ညာဖြစ်တယ်အောက်တန်းစားစကားပြောနေတဲ့ခကြီးတခုကိုကျွန်တော်အဆုံးသတ်စေချင်တယ်ပညာတွေနဲ့အပြိုင်ဆိုင်သူတဲ့ငါကဘလို့တော်တယ်ဘလို့တက်တယ်ငါဘလို့ပြောနိုင်တယ်ဒါမျိုးတွေဖြစ်စေချင်တာဒါမှမဟုတ်ကျွန်တော်တို့အမြဲတမ်း hints တွေပေးတာသဘောတရားလေးတွေကျွန်တော်တို့ကထုတ်ပြတာအကယ်၍မြန်ကိုရန်ကျမ်းထဲမှာပါတယ်ကာလာလရည်ကြီးအကြောင်းကိုကိုရန်ကျမ်းထဲမှာပါတယ်ဆိုရင် ကိုရန်ကျမ်းထဲအရင်နှစ်တထောင်ကျော်စောပြီးတော့ဟောခဲ့တဲ့ဗုဒ္ဓရဲ့ကျမ်းစာတွေကကာလာလယေကြည်ကာလာလယေကြည်ကနေအမြုံဆိုင်အမြုံဆိုင်ကနေအခဲအခဲကနေခတ်မှ၅ပါးဒီလိုတစ်ခုချင်းပေါ်လာတဲ့အကြောင်းကိုဟောထားတဲ့တုတ်တန်ဒေသနာတွေရှိတယ်။အဘိဓမ္မာသမားတွေကအဘိဓမ္မာနီးနဲ့ရှင်းမဲ့ဆိုဒီတဲ့ကျဲကျဲပြတ်ပြတ်ရှင်းတာကိုကျော်ကြီးတို့အဘိဓမ္မာနီးကိုလက်အဘိဓမ္မာနီးသမားတွေမဟုတ်ဘူးကိုကျော်ကြီးတို့ကတုတ်တန်နီးသမားတွေဟုတ်တယ်နော်တုတ်တန်နီးနဲ့ပဲကိုကျော်ကြီးတို့ပြောပြတယ်အဲ့ဒီလိုဘာကြောင့်ဖြစ်လာတာလဲလို့မြင်လို့ရှိရင် ရှေ့မှာဖြစ်ခဲ့တဲ့ဘဝတစ်ခုကသုတိစိတ်ကြတဲ့အချိန်မှာအဲ့ဒီသုတိစိတ်မကြခင်မှာသူပြုတ်ထားခဲ့တဲ့ကံတွေရှိတယ်အဘိသင်္ခါရဝိညာဉ်လို့ခေါ်တယ်မျိုးစေ့ဝိညာဉ်တွေရှိတယ်အဲ့ဒီမျိုးစေ့ဝိညာဉ်ကကုသိုလ်ကံအကုသိုလ်ကံဒီပုံမှာမူတည်ပြီးတော့သူဟာတလိဆန်အနေနဲ့လည်းမျိုးစေ့ကြခြင်းကြမယ်ပရိသေတွေ၄မျိုးတစ်ခုခုမှာသွားကြအဲ့ဒီဝိညာဉ်အဲ့ဒီအမိဝမ်းမှာတီလိုက်တဲ့ခါကျမှအဲ့ဒီယုတ်နံတွေကတဖြည်းဖြည်းနဲ့ပွားများလာ။နံယုတ်ကြောင့်ဝิญဉ်ဝิญဉ်ကြောင့်နံယုတ်ဆိုတော့အဲ့ဒီစိတ်ရှိနေလို့အဲ့ဒီယုတ်တွေကတဖြည်းဖြည်းနဲ့ တဖြည်းဖြည်းနဲ့ထွန်းကားလာတာတညာကြောင့်တညာနဲ့ပတ်သက်တဲ့ brain ဤဝေဒနာကြောင့် brain ဝေဒနာနဲ့ပတ်သက်တဲ့နှလုံးသားဤဓာရီကဖြစ်လာတာအဲ့တော့ဓာရီနဲ့ပတ်သက်ပြီးတော့အစ်စ်မြင့်ထက်ချဲ့လို့ရှိရင်ဇန်နေတမာဘက်ဒီပါလာတယ်ဆိုဓာရီကြတော့အရန်အလှမ်းဝေးသွားတယ်တော်ယုံလူဒီနားလေပုံနေနေသားသားဗုဒ္ဓဘာသာတီတော့မှဥလဲလဲချလဲလဲဖြစ်နေတယ်ပြဿနာတွေရှိတယ်ဟုတ်ဖြည့်ရှင်းလို့မရတယ်ပြဿနာတွေပေါ့နော်အလုံးမတမ်းမခက်ခဲတယ် ခက်ခဲနေနေတဲ့အရာတွေဖြစ်တဲ့အတွက်ဒါသဘောတရားလောက်ပဲဒီဘက်ကိုပြောပြမယ်ဝိဒနာတညာတင်္ခါရဝိညာဉ်ဆိုတဲ့သဘောတရားတွေအဲ့ဒီရုပ်ပေါ်မှာမှီညံလိုက်တဲ့ခါကျတော့အဲ့ဒီရုပ်တွေကဝိဒနာမှီရာရုပ်တွေဖြစ်လာတယ်တညာမှီရာရုပ်တွေဖြစ်လာတယ်တင်္ခါရမှီရာရုပ်တွေဖြစ်လာတယ်အဲ့တော့ရုပ်နဲ့နံအပြန်အလှန်ကျေစုပြုရင်းနဲ့မျက်စိတွေနားတွေနှာခေါင်းတွေအာယုံခံစနစ်တွေပေါ်လာတယ်အဲ့ဒီအာယုံခံစနစ်တွေနဲ့တညာတွေမှီရာ ဝေဒနာဒီမိယာသင်္ခါရဒီဟွန်ယာအုံနောက်ဒီအသေးဒီနှလုံးဒီတစ်ခုချင်းတစ်ခုအဲ့ဒါဒီအားလုံးကိုပထဝီဓာတ်ဒီလို့ပြောတာအဲ့ဒါဒီအားလုံးကအကြောင်းမဲ့ဖြစ်လာတာမဟုတ်ဘူးတဘာဝကြီးကြီးလျောက်ဖြစ်လာတာမဟုတ်ဘူးနန်ကရုပ်ကိုမှီတယ်ရုပ်ကနန်ကိုမှီတယ်အပြန်အလှန်မှီတင်းတယ်အဲ့တော့ဒါဒီကိုလွယ်လွယ်ကူကူတက်တည်ပြလို့ရလားဆိုရတယ်တက်တည်ပြလို့ရတယ်ရှင်းရှင်းလေးတက်တည်ပြလို့ရတယ်လူတယောက်ဒေါသထွက်နေရင်အဲ့ဒီလူတယောက်ဒေါသထွက်နေတဲ့ရုပ်ကိုကြည့်မျက်နှာပေါ်မှာဒေါသရုပ်တွေအလိုလိုပေါ်လာတယ် ဒီတယောက်ဒေါသထွက်နေတယ်ဆိုတာကိုထင်ထင်ရှားရှားမြင်ရတယ်။အဲ့ဒါဘာကြောင့်လဲဆိုတော့ဝิญဉ်ကြောင့်ဒေါသထွက်နေတဲ့စိတ်စိတ်ကိုဝิญဉ်လို့လည်းခေါ်တယ်မနှောလို့လည်းခေါ်တယ်။ဘာဖြစ်လို့မနှောလို့စိတ်လို့ဝิญဉ်လို့တစ်ခုတစ်မျိုးပြီးတစ်မျိုးလှည့်ခေါ်ရလဲလို့မြင်လို့ရှိရင်မနှောလို့ပြောလို့ရှိရင်ဓာရအိပ်ပျော်နေတဲ့အချိန်အိပ်ပျော်နေတဲ့အချိန်စိတ်ကမရှိတာမဟုတ်စိတ်ကရှိတယ်။အဲ့ဒီစိတ်ကဘာအလုံးလုံးလဲလို့မေးလို့ရှိရင်နှလုံးနေခုံအောင်လုံးလုံးနေတယ်အဲ့ဒါကိုအဲဝဇီတင် အဲ့ဒါကိုမနောတင်္ခါရလို့ခေါ်တယ်။သူကခံစားချက်ကိုပြီးတာဖြစ်တယ်မနောတင်္ခါရလို့ခေါ်တယ်။အဆုတ်ကိုအလုတ်လုတ်ပြီးတာခါကြတော့ကာယတင်္ခါရလို့ခေါ်တယ်။တွေးတော့ကြံစည်နေပြီဆိုရင်ဝစီတင်္ခါရလို့ခေါ်တယ်။အဲ့ဒီစိတ်ကအဲ့ဒီတင်္ခါရအလုတ်လုတ်ဖို့အတွက်တည်နေတယ်။အဲ့ဒါကိုမနောဒွာရလို့ခေါ်တယ်။ဟုတ်ပြီနော်။မနိုးနေတဲ့အချိန်မှာအာယုံကိုတိနေပြီမြင်တာတိတယ်ကြားတာတိတယ်ဆိုရင်စိတ်ဖြစ်သွားတယ်အဲ့ဒီအမှထွေထွေထူးထူးကြံစည်တာတွေးတောတာတွေကိုအကျဲ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 တွေအထူးတိသွားပြီဆိုရင်ဝิญဉ်လို့ခေါ်တယ် ပိုင်ပိုင်နိုင်နိုင်တခုခုကိုကင်လှုပ်သွားပြီဆိုရင်ဝิญဉ်လို့ခေါ်တယ်။အဲ့တော့နိုင်ရုပ်ကြောင့်ဝิญဉ်ဝิญဉ်ကြောင့်နိုင်ရုပ်အပြန်အလှန်ဖြစ်တယ်ဆိုတော့ကိုမြတ်စွာဘုရားသုံးတန်ဒေသနာပေါင်းများစွာဟောထားတယ်။ပရိစ္ဆေသမုပ္ပါဒ်ကိုဟောတဲ့အာနန္ဒာတုတ်ထဲမှာဆိုရင်အာနန္ဒာတဲ့အကယ်၍မြန်တဲ့ဒီအမိဝမ်းမှာဒီကလေးဟာဝิญဉ်သည်ချုပ်သွားခဲ့သည်ရှိတော်တဲ့အတိတ်အတိတ်ကပြုတ်ခဲ့တဲ့တည်သွားတဲ့ပုဂ္ဂိုလ်တ attva တဦးရဲ့မျိုးစေ့ကံဝิญဉ်က ဒီကလေးမှာအမိဝမ်းထဲမှာတီးတယ်။တီးနေတန်းလန်းနဲ့ခတ်မှငါးပြားဒီပါဒီထွက်လာပြီဆိုရင်တဖြည်းဖြည်းနဲ့တီးနေတဲ့အဲ့ဒီဝิญဉ်ချုပ်သွားခဲ့တော့အဲ့ဒီကလေးကစီပင်ပြန်ပွားခြင်းထပ်ဖြစ်မလားမဖြစ်ဘူး။အဲ့ဒါလေလောကကြီးမှာစိတ်ပညာရထင်ထင်ရှားရှားသိရတယ်။လူကြောက်ကလေးမွေးတယ်လူကြောက်ကလေးလူကြောက်ကလေးမွေးတာမဟုတ်အသေးလေးမွေးလာတာ။တဖြည်းဖြည်းနဲ့တော့သူကထွန်းကားလာတယ်ပွားများလာတယ်။ဒါပေမဲ့အဲ့ဒီဝิญဉ်ကလူလောကတဲကိုရောက်နိုင်လောက်တဲ့စွမ်းအားတက်တည်အရေးအချင်းမရှိတော့ဘူး။သူ့မှာခွန်အားမပါလာဘူး။ မပါလာတဲ့အတွက်အမိဝမ်းထဲမှာတေသွားတဲ့ခါကျတော့အဲ့ဒီအမိဝမ်းထဲမှာခလေးလေးကတေသွားတာအဲ့တော့သူကအချောက်ကလေးဖြစ်နေအမိဝမ်းထဲမှာနေတဲ့အတွက်သူကမပုံမသိုးသွားတာပဲရှိတယ်အဲ့တော့မပုံမသိုးသိုးသွားပဲနဲ့အဲ့ဒီခလေးကအဲ့ဒီအချောက်တိုင်းလေးထွက်လာလူချောက်ကလေးမွေးတယ်ဆိုတော့မှလူသေးလေးမွေးလာတာအမိဝမ်းထဲမှာနေနေတဲ့အချိန်မှာအဲ့ဒီဝိညာဉ်ရှိနေလို့အဲ့ဒီရုပ်တွေခန္ဓာတွေတဖြည်းဖြည်းပွားများလာတာနှလုံးတွေခုန်လာတာအဲ့တော့သူတို့ရဲ့ကျန်းစာအလိုရဆိုရင် ်အပြင်လောကကိုရောက်မှနှာခေါင်းကနေမှုတ်သွင်းတယ်လို့အတိအကျပါတယ်အတက်ဇီဝကိုနှာခေါင်းကနေမှုတ်သွင်းတာအဲ့တော့အဲ့ဒီထိကလွဲသွားတယ်တကယ်တော့ကလေးကအမိပိုက်ထဲမှာတည်းကအတက်ကရှင်တန်နေတာနှလုံးခုန်နေတယ်ဟုတ်တယ်နော်နှလုံးခုန်နေတယ်အဲ့ဒါဒီဝิญဉ်ကိမ့်နေတယ်ဆိုတော့အတိကပြဿနာပါအဲ့တော့တို့ဝิญဉ်နဲ့ဗုဒ္ဓဘာသာဝิญဉ်ကလည်းမတူတို့ကအတက်ကောင်းလို့ဇီဝင်ကဗုဒ္ဓဘာသာမှာအတက်ဇီဝိတဇီဝိတယုတ် ကမ္မစတီစောအပုံမွေအဲ့ဒီနှစ်ခုကအတွဲလိုက်ပဲမီးနဲ့အလင်းရောင်လိုပဲမီးလင်းလာလို့ရှိရင် အလင်းရောင်ကိုမြင်ရတယ်လို့ပဲဒီအလင်းရောင်ကြောင့်ဒီမီးလိုမြင်ရတယ်လို့ပဲအတွဲလိုက်ရှိတယ်ကမ္မစတီစောနဲ့ဇီဝိတအဲ့ဒီနှစ်ခုကအတွဲလိုက်ရှိတယ်ဝိညာဉ်ကအတွဲလိုက်မရှိဘူးဝိညာဉ်ကတက်တက်ဖြစ်တယ်အဲ့တော့ဝိညာဉ်ကစိတ်ပဲအဲ့ဒါကိုတမျိုးပြီးတမျိုးပြောရတယ်မနှောလို့ပြောလို့ရှိရင်အိပ်ပျော်နေတဲ့အချိန်မနှောတော်ရပဝင်စိတ်ပေါ့အဲ့ဒါကိုပဝင်စိတ်လို့ခေါ်တယ် အာယုံတွေကိုတိတ်နေပြီဆိုရင်စိတ်အဲ့ဒီကနေထွေထွေတူတူတိတ်သွားပြီလုံးခဲလိုက်အစုဝေးစိတ်အစုဝေးဖြစ်သွားလို့ရှိရင်ဝิญဉ်လို့ခေါ်တယ်အတီဟာပဲအဲ့ခရီးအကောင်လေးကအကူကြော်ကြီးကိုတိုက်တိုက်ခိုက်တာအဲ့မှာသူတို့ကဘာကိုပြောလဲဆိုတော့တလိษံဒီမှာဝิญဉ်မရှိဘူးတလိษံနဲ့ဝิญဉ်ရှိတယ်ခန္ဓာ၅ပါးပဲမြတ်စွာဘုရားကခန္ဓာ၅ပါးရှိတာကိုတတ္တဝါလို့ပြောတယ်ဒါဆိုရင်တလိษံတွေကလူလိုဘာလို့မတွေးနိုင်လဲဆိုတော့သူတို့ရဲ့ ရုပ်ဒီဝေဒနာဒီတညာဒီသင်္ခါရတဲ့ခွန်အားနေပြီးတော့အပေပုံကြထားတဲ့တတဝါမှုလို့လူလူအသိဉာဏ်မျိုးမဖွင့်ပြတာလူထက်ပို့ပြီးတော့နတ်တရားပို့ဖွင့်ပြတယ်နတ်တွေတဲ့ပြန်ပါတရားပို့ပြီးဖွင့်ပြတယ်စင်ကဲစင်ကဲဖွင့်ပြမှုသည်မတူဘူးအဲဒါကြောင့်မို့တဘာသောလောကဒီလောကလို့ပြောရခြင်းဖြစ်တယ်နော်အဲ့တော့လူထက်သူတို့ကမသိနိုင်ဘူးလို့ပြောတာအဲ့ဒါမှားယွင်းတဲ့ဟာလူထက်အောက်ချင်းကတ်တရားပို့ပြီးတစ္ဆာရှိတယ်ပို့ပြီးတော့မြစ်တာတရားအာကောင်းတယ်တလိမ့်ဆန်လေးတွေဖြစ်တဲ့ပေါ်ဝဲစိတ်ကလေးတွေဟာ ဘရင်စနစ်နဲ့အုပ်ချုပ်တယ်အဲ့တော့သူတို့မှလည်းပညာရှိတယ်လူတွေနဲ့မတူပဲကွဲပြားသွားတာပဲရှိတယ်သူတို့မှလည်းအသိဉာဏ်ကြီးရှိတယ်လူနဲ့မတူတဲ့အသိဉာဏ်ကြီးရှိတယ်လူတဲ့နေပါတဲ့အသိဉာဏ်ကြီးတို့တော့လေသူတို့နီးသူတို့ဟန်နဲ့သူတို့ပညာရက်ကြီးလည်းရှိနေတယ်အဲ့ဒါတွေကိုစာဘူးတောင်းလေးတွေမှလည်းတွေ့နိုင်တယ်အဲ့တော့တလိษံမှာဝิญဉင်မရှိဘူးဆိုတာကမှားတယ်အဋ္ဌဉာဏ်မှန်သမျှအကုန်လုံးဒီဝิญဉ္ဇဉ်ပဲဝิญညာဏတက်ပဲသိနေတဲ့သဘောတရားအလုံးဒီဝิญညာဏတက်တာဖြစ်တယ်ဟုတ်ပြီလား โอเคအဲ့တော့အားလုံးမင်္ဂလာပါဗျာ။နောက်ကျွန်တော်ဒီနေရောက်တိတ်မကောင်းဒါပေမဲ့ကျောင်းရအောင်လေးတစ်ခုလည်းပြောပြချင်လို့ဖြစ်ပါတယ်ဗောနော။အားပြောချင်ပါဒီဗီဒီယိုဖိုင်ရုပ်ကျွန်တော်အရင်ဆုံးကြည့်လိုက်အောင်โอเค။တလိษံဒီမှာ ဝิญญဉ်မရှိဘူးတိရစ္ဆာန်နဲ့ဝิญญဉ်ရှိတယ်ခန္ဓာ၅ပါးပဲမြတ်စွာဘုရားကခန္ဓာ၅ပါးရှိတာကိုတတ္တဝါလို့ပြောတယ်ဒါဆိုရင်တိရစ္ဆာန်တွေကလူလိုဘာလို့မတွေးနိုင်လဲဆိုတော့သူတို့ရဲ့ရုပ်တွေဝေဒနာတွေတညာတွေသင်္ခါရတွေခွန်အားနေပြီးတော့အပေပုံကြထားတဲ့တတ္တဝါမှုလို့လူလိုအသိဉာဏ်မျိုးမဖွင့်ပြတာလူထက်ပို့ပြီးတော့နတ်တရားပို့ဖွင့်ပြတယ်နတ်တွေတဲ့ပြမာတွေကပို့ပြီးဖွင့်ပြတယ်စင်ကဲစင်ကဲဖွင့်ပြမှုသည်မတူဘူးအဲဒါကြောင့်မို့တဘာသောလောကဒီလောကလို့ပြောရခြင်းဖြစ်တယ်နော်အဲ့တော့လူထက် သူတို့ကမသိနိုင်ဘူးလို့ပြောတာအဲ့ဒါမှားယွင်းတဲ့ဟာလူတဲ့အောက်ချင်းကတ်တရားပို့ပြီးတစ္ဆာရှိတယ်ပို့ပြီးတော့မြင့်တာတရားအာကောင်းတယ်တိရစ္ဆာန်လေးတွေဖြစ်တဲ့ပေါ်ဝဲစိတ်ကလေးတွေကဘယင်စနစ်နဲ့အုပ်ချုပ်တယ်အဲ့တော့သူတို့မှလည်းပညာရှိတယ်လူတွေနဲ့မတူပဲကွဲပြားသွားတာပဲရှိတယ်သူတို့မှလည်းအသိဉာဏ်ကြီးရှိတယ်လူနဲ့မတူတဲ့အသိဉာဏ်ကြီးရှိတယ်လူတဲ့နှိပ်ပါတဲ့အသိဉာဏ်ကြီးတို့တော့လေသူတို့နီးသူတို့ဟန်နဲ့သူတို့ပညာရက်တွေလည်းရှိနေတယ်အဲ့ဒါတွေကိုစာဘူးတောင်းလေးတွေမှလည်းတွေ့နိုင်တယ်အဲ့တော့တိရစ္ဆာန်မှာဝิญဉ်မရှိဘူးဆိုတာက မှားတယ်ဟုတ်ပြီအဲ့တော့သူခဏပြောသွားရင်ပေါ့ဗျာတော့ဒီကလူပြောချင်တာကတော့ဒိဋ္ဌိဆိုင်နေမှာလည်းဝင်ရင်ရှိနေပေါ့ဗျာတော့လူမြတ်တဲ့စိတ်နှိမ်သွားတာဘယ်လိုတူပြောလဲအဲ့ဒီကိရင်ကျတော့ဝိညာဉ်ဆိုရဲဒိဋ္ဌိကတော့တော့တမချန်းစာနဲ့အနက်ဖွင့်တဲ့ definition ဖွင့်တဲ့ဝိညာဉ်ကဖျားခင်ကိုတိရှင်အဲ့တော့ဝိညာဉ်တည်နေတဲ့သူတွေဖျားခင်ကိုမတိနိုင်ဝိညာဉ်တည်နေတဲ့သူတွေကခန္ဓာစိတ်ဆိုရဲခုနကသူပြောသားရဲ့နေရာမှာပါတယ်တိရိစံတူတို့ပေါ်ဗျာတော့တိရိစံကြီးကလည်းလက်ရှိသူ မြင်နေတဲ့အရာသူတို့ထိတွေ့နေတဲ့အရာသူတို့နားလည်နိုင်တဲ့အတိုင်းအတာတစ်ခုထိပဲတရိစ္ဆာန်ကြီးကနားလည်ရခုနသူပြောအောက်ချင်းရဲ့ဒီအချင်းချစ်ကြမှန်ပါရဲ့နော်အပြင်ပြောစိတ်ကြီးဆိုရင်သူတို့နေမဲ့နေရသူတို့ဆောက်တဲ့လေပြောချင်တာကသူတို့မြင်နိုင်တဲ့အတိုင်းအတာတစ်ခုထိပဲဗျာအဲ့လိုပဲဒီနွားကြီးမှဆိုရင်လည်းဟိုသူတို့ဇုံရမယ့်အရာတွေသူတို့သိရင်ဗျာသူတို့သိနေဒါပေမဲ့သူတို့ကဟိုခုနပြောသူအထူးသိချင်းဆိုရင်အရာတွေသူတို့နားမလည်ဘူးနော် ဒီကပြင်ဖျားခင်မတိနိုင်ဘူးဗျာပြောရှင်နာဒါကြောင့်ဆရပုံရှိနေเนาะကျွဲပါဆောင်ကြီးမြောက်မီရွှေချံတသားနှစ်ထောင်ပန်းစုဗျာအဲ့အားကြောင့်အဲ့လိုပဲဒီနေ့ဖျားခင်အဲ့လိုပဲဒီနေ့ဖျားခင်တကီရှုခွတ်တော်ကြီးကြင်ရှင်တရားကိုနားလေတူနေပေါ့ဗျာเนาะတို့အနေနဲ့ဝဉင်းတင်ညာဖြစ်တဲ့အတွက်တို့ကဘာယူပဲနားလေလဲဆိုတော့သူလက်ရှိဖြစ်ပြက်နေတဲ့အရာ psychology philosophy ကတဘောတရားတွေခန္ဓာကိုယ်မှာဖြစ်နေတဲ့အရာပြက်နေတဲ့အရာတွေဆိုရင်တို့တို့မြင်နိုင်တဲ့အတိုင်းအတာတစ်ခုထိပဲတို့ကနားလေနိုင်တယ် အဲ့ထက်ပိုပြီးတော့မှပြောလိုက်ပြီဆိုရင်ဒါအစိတ်ကူးရင်ပဲသူတို့ပြောတယ်ဓမ္မကျမ်းစာမှာလည်းပေါ်ပြထားပါတယ်မိုက်တော့သူတို့ကြီးဘုရားတခင်ကိုမတိနိုင်ကြဘူးတဲ့ဒါကိုမိုက်တဲ့အရာတို့ထင်တတ်ကြရဲ့တဲ့ဘုရားတခင်ရှိကြောင်းပြောလိုက်အဲ့တော့ဒါကဘာလဲဆိုရင်သူတို့မှာဝိညာဉ်ဆွဲရတည်နေတယ်ဘုရားခင်နဲ့ချိတ်ဆက်မှုရှိဘူးเนาะ သူနေနိုင်တဲ့ရာတရိဆိုင်ကျေလို့သူတို့ထိတွေ့တိုင်းတန်ကင်တွေ့နိုင်တဲ့အရာတွေပေါ်မှာသူတို့ကနားနေတယ်။အဲ့တော့သူခုနပြောထားတဲ့အရာပရိဒရီတီရှင်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှဒီရာတမန်ကျမ်းစာမှာလည်းဖော်ပြထားပါတယ်။ဗုဒ္ဓရဲ့ကျမ်းမပေါ်ကိနိပေါင်းထောင်များပေါင်းပေါင်းများစွာနိပေါင်းထောင်ပေါင်းများစွာကြိယာပေါ်ပြ။နော်။အဲ့ဒီအရာတွေကိုလေ့လာရင်နားနေနိုင်တယ်။အတမန်ကျမ်းစာကအထူးသဖြင့်ဗာလဲဆိုရင် တဘာဝဆိုရဲလူတွေနားလည်နိုင်တဲ့အတိုင်းတာကိုလည်းဖော်ပြထားလို့အဲ့ထက်ဂျုံတွင်ပြောမှနားလည်နိုင်ဖို့လဲတမန်ကျမ်းစာအလိုရှိတယ်။ဒါပေမဲ့သူတို့ကခုနပြောလို့ဝိညာဉ်ဆိုတဲ့အရာမရှိဘူးစိတ်ဆိုတဲ့အရာရှိတယ်နော်စိတ်ဆိုတာကတည်ရဲ၊သွားရဲ၊လာရဲ၊စားရဲ၊ထိရဲအဲ့တော့ကျွန်တော်ပြောပါပြီအဲ့လိုတည်ရဲယုံနဲ့ကျွန်တော်တက်တာတဲမှာဘာမှ change မဖြစ်လာနိုင်ဘူးအဲ့တည်ရဲအရာကိုကိုယ်တိုင်လိုက်လျှောက်နိုင်မှာ ။အော်လောကလူသားရဲ့အာလောအဖြစ်တာဖြစ်ပါရဲ့တမချန်းဆာရှင်းရှင်းပြောပြထားပြီးသား။တမချန်းဆာလူကအဖြစ်တော့မဖြစ်ရဲ့ဆိုတာထက်လူသားမျိုးအဖြစ်သားမျိုးအဖြစ်လုပ်တယ်။အဲ့တော့ခမရတို့တည်တယ်ပြန်ထားရတော့ရှုမှတ်တယ်တည်တယ်။အဲ့တော့အဲ့လိုကြည့်ကြရင်ဘယ်တော့မှအဖြစ်လုံးဝမလုပ်တော့ပါဘူးဆိုတဲ့ဘလူရှင်းလို့လေ။အော်ပြောနေရဲ့အဲ့ဒီကိုချိုကြီးဆွဲပုတ်ကိုကိုရံရောလောဘဒေါသကြီးနိုင်နေလားပြောရင်တော့ဟိုဘာလဲပုသူရှင်မို့လို့လို့ပြောနေမယ် အပူတို့ရှင်မလို့အပြစ်ရှိလို့တည်းဆိုတာကဒိဗေမှာမရှိရတော့သူရဲ့ source မမှန်ဘူးလေလို့ကြည့်မှမပြဘာဖြစ်လို့ပူတုရှင်အဟုတ်ပြီပူတုရှင်ဆိုတာဘာဖြစ်လို့လဲဒါပေမဲ့တမန်ကျမ်းစာလူကဘာဖြစ်လို့အပြင်းလုံးရတာလဲဆိုတော့ why ဆိုရဖြူပေးထားတယ် what why ဆိုရဖြူတမန်ကျမ်းစာပေးထားတယ်အဲ့တော့ပြောချင်ဒီကအကြောင်းရင်းကပါလဲဆိုရင်ဘုရားရှင်မမြင်နိုင်တာကခုနကျွန်တော်မမြင်တော့ဝိညာဉ်ရှိမရှိဘူးလေနော်ဒါဘာသာတစ်ခုတစ်ခုအရင် different ဖြစ်နေတဲ့ပြုမှညီလို့ရမှာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်နားလည်စီချင်တာကတော့ခင်ဗျားတို့ ဘုရားခင်ကိုနားမနေနိုင်တာမမြင်နိုင်တာတိရစ္ဆာန်တွေကဲတို့ပဲသူတို့မြင်နိုင်တဲ့အရာသူတို့ထိတွေ့ကြင်နိုင်တဲ့အရာသူတို့နဲ့အတူရှိနေတဲ့သူတွေပေါ်မှာရှိနိုင်တယ်မှန်းနကာမတွေစိတ်တွေတည်တဲ့နောက်ပြီးစားဖို့တောက်ဖို့ဝတ်ဖို့ဂူကြီးပေးဖို့တိရစ္ဆာန်မှလည်းရှိတယ်ဒါမဲ့အဲ့ထက်ကြော်တွင်ပြီးသူတို့မမြင်နိုင်တဲ့အတိုင်းအတာတွေသူတို့နားမနေနိုင်တဲ့အရာတွေဆိုသူတို့နားမနေနိုင်တော့ဘူးဒါပါလဲလို့ဆိုတော့ဝိညာဉ်တည်နေလို့ဖြစ်ပါတယ်အဲ့တော့နောက်တစ်ခါမှလည်းဆိုရင်ငါတို့ဘာသာကပဲသိပ္ပံကြီးချဖြစ်ပါတယ်လို့ပြောနေပြီမဲ့ ်ငက်ပြီးဓမ္မပြီးတို့လိမ့်တင်ချင်ငါတင်ချင်ဘာမှဟိုဘယ်လိုမှတက်တယ်ထောက်ထားခိုင်ခိုင်လို့မပြနိုင်တဲ့အရာတွေကိုလည်းတို့လည်းယုံကြည်ကြရပဲဟုတ်တယ်မလားအဲ့တော့သူတို့စာတန်ကချင်းထည့်ထားတာဘာဖြစ်လို့လဲဆိုတော့အစာတန်က psychology နဲ့သူတို့ချင်းထည့်ထားတယ်เนาะလောကရဲ့ဖျားတွေလောကရဲ့ဖျားတွေသူတို့ချင်းထည့်ထားအဲ့တော့အဲ့ဒီအရာကြောင့်သူတို့ကဖျားမနေနိုင်တာဖြစ်ပါတယ်ဒီထက်နားနေရှင်တော့ကျွန်တော်အနေနဲ့မကြိုက်ခင်မှာ getting ချင်းတင်ကန်းဆောင်ပေါ့ဗျာเนาะသူကဘာဖြစ်လို့အပြင်းဆုံးတယ် အပြည့်အစုံချူရံပါလေအဲ့တော့အဲ့အပြည့်အစုံချူရံကျွန်တော်လွတ်မြောက်အောင်ဘယ်လိုလုပ်ရမှာလဲဆိုရကိုမကြခင်ကျွန်မြန်ဗီဒီယိုဖိုင်လေးအဖြစ်တင်ပြတော့မှာဖြစ်ပါရဲ့လို့ပြောရှင်ပါတယ်အားလုံးကြည့်ရှုပေးဖို့ရန်လည်းဖိတ်ခေါ်ပါတယ်ကျေးဇူးတင်ပါတယ်နားလည်လိမ့်မယ်လို့လည်းယုံကြည်မျှော်လင့်ပါတယ်